9သိန်းနဲ့10သိန်းဝင်းကျင်မှာကျွန်တော်တို့နည်းနည်းလေးခေါင်းစားနေရလေးရှိတယ်အဲ့ဒါကဘာလဲဆိုတော့မမီရဲ့ Note 14 4G official global version ကိုပဲဝယ်လိုက်ရမလားဒါမှမဟုတ်တစ်ဖက်ကနေပြီးတော့တော်တော်လေးကိုမှကောင်းတယ်ဆိုတော့ Note 13 Pro 5G China version ကိုပဲဝယ်လိုက်ရမလားဒီနှစ်ခုကိုကျွန်တော်နည်းနည်းလေးခေါင်းစားနေရမျိုးရှိတယ်တစ်ခုက China version ဖြစ်နေရယ်တစ်ခုက global version ဖြစ်နေရယ်ဆိုတော့ကျွန်တော်တို့ China version ဖြစ်တဲ့ Note 13 Pro 5G ကိုရွေးရင်ဘာတွေပြင်ရမလဲဘာတွေညှိနှောင်ရမလဲအဲတစ်ဖက်က Global Version ဖြစ်တဲ့ Note 14 4G ကိုရွေးရင်ရောကျွန်တော်ဘာတွေပြင်ရမလဲဘယ်နေရာမှာအားနည်းချက်တွေရှိပါမလဲဒီအကြောင်းကိုနည်းနည်းလေးဖြေရှင်းကြည့်ကြမယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုစလိုက်အောင်ဆိုတော့လိုရင်းတူရှင်းကိုပြောမယ်ဆိုရင်ကိုကပတ်စံလဲနည်းနည်းလေးပို့ပြီးတော့သုံးနိုင်တယ် ်ပေါ်ဖော်မန့်ပိုကောင်းတာကိုလည်းကြိုက်တယ်ချိုင်းနာဘာရှင်းတွေဘာတွေသိပ်ပြီးတော့ကောင်းနေမထည့်ဘူးဆိုရင်ရမီရဲ့ Note 13 Pro 5G ကိုတောင်းခဲ့ဖို့တော့ဒါ recommend ပေးခြင်းတယ်ပြီးတော့နောက်တစ်ခုအနေနဲ့ကိုကချိုင်းနာဘာရှင်းမတုံးခြင်းဘူး Global ဘာရှင်းမှဖြစ်မယ် Google တွေဘာတွေကကိုကအမြဲတမ်းတုံးနေတာတရုတ်စာတွေဘာတွေပါတာမကြိုက်ဘူးဆိုတဲ့သူမျိုးတွေနဲ့ဒီလူကြီးတွေအတွက်ဝယ်ပေးခြင်းတယ်ဆိုတဲ့သူမျိုးတွေကတော့ဒီ Redmi ရဲ့ Note 14 4G official global version ကိုရွေးတာကပို့ပြီးတော့ကောင်းလိမ့်မယ်။ Okay အသေးစိတ်လေးဆက်ပြောကြရအောင်ပေါ့။ ပထမဆုံး Note 13 Pro ကနေပြီးတော့စပြကြမယ်။အဲဒီကောင်ရဲ့ big quality ကလည်းတော်တော်လေးကိုမှကင်လို့ကောင်းတယ်။ hand grip ရမ်းကောင်းတယ်။ပြလက်ထဲမှာ box ဆန်ဆန်လေးနဲ့လေးတောင်းဆန်ဆန်လေးခံစားရတဲ့အရသာကဘာနဲ့မှမတူဘူး။ဒီဖုန်းကိုကင်ရတာကဒါသူ့ဈေးတန်းဝင်းကျင်မှာဒီဖုန်းကိုဒီဈေးနဲ့ပေးဝယ်ထားမှာမဟုတ်ဘူးဆိုရလောက်အောင်ထိကိုဒီကောင်ရဲ့ big quality တော်တော်လေးကိုကောင်းတယ်။ဘာမှသိပြီးတော့ထွေထူးပြောတာမရှိဘူး။တခုပဲဒီကောင်မှာက camera band အကြီးကြီးမကြိုက်တဲ့သူတွေကတော့ဒီကောင်ရဲ့ camera band ကနည်းနည်းလေးတော့ စိတ်နှောက်ယှက်ဖြစ်ရကောင်းလို့လေးရှိနေတယ်။ချက်နာကတော့သူ့ရဲ့ big quality ကဘာမှပြောစရာမလိုဘူး။တစ်ဖက်က Redmi ရဲ့ Note 14 4G Global Version ကလည်းတော့ပြောမယ်ဆိုလို့ရှိရင် Note 13 Pro 5G နဲ့လက်ထဲမှာတိုင်ရတာအရင်တိတ်ပြီးတော့သူကြွားကွာသွားမှုမရှိဘူးဆိုပေမဲ့ Note 14 4G ကနည်းနည်းလေးခံရတာပိုပြီးတော့ slim ဖြစ်တယ်လို့ခံစားရတယ်။အဲပြီးတော့နောက်ကသူကလက်ရမထင်အသားတွေဘာတွေက Note 13 Pro 5G နဲ့ဘာမှတိတ်ပြီးတော့မကွာဘူး။ဒါပေမဲ့ဒီကောင်ကနည်းနည်းလေးပိုပြီးတော့ပါတယ်နည်းနည်းလေးပိုပြီးတော့ဖုန်းလေးကလက်ထဲမှာအဝင်ခွင့်ကျဖြစ်တယ်ဆိုတော့ခံစားချက်မျိုးလေး ကြတယ်ပြီးတော့ဒီကောင်နေရဲ့ display ပိုင်း display ကတော့ဒါသိရတဲ့အချိန်မှာအားလုံးအတွက်အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေရဲ့ကောင်ဒီကောင်နေရဲ့ display ကလည်းတတော်ကုန်မှကွာတယ်ကွာတယ်ဆိုတာအထက်အခုလုံးဝရဲ့ display ratio က6.67 inch ရဲ့ပြီးတော့ကျွန်တော် Note 13 Pro 5G မှာကကြတော့ OLED panel ကိုသုံးပေးထားတယ် Note 14 4G မှာကကြတော့ AMOLED panel ကိုသုံးပေးထားတယ်။အဲ display quality ကတော့အရင်ကြီးတော့တခြားကြည့်မယ်ဆိုရင်ကွာမနေဘူးဆိုပေမဲ့ နှုတ်သက်တင်း profile ကြီးကတော်တော်လေးပုံမှာ display ကောင်းတယ်ပြီးတော့ဘေးပေါင်ဘဇယ်တွေကအရန်ကိုပါတယ်ပြီးတော့ဒီနှုတ်သက်တင်း profile ကြီးမှာက 68B color တွေပြီးတော့ Dolby Vision တွေပါရလဲဒီကောင်းကို support လုပ်ပေးတာဆိုတော့ display ဘက်ကပတ်သက်ပြီးတော့နှုတ်သက်တင်း profile ကြီးကတော့ဒါတခြားကြည့်မယ်ဆိုရင်အပြတ်သက်အရန် quiet display လို့ပြောရမယ်ဒါရုပ်ရှင်ကြည့်ရတာစိုက်တဲ့သူတွေ social media ကို display ကောင်းကောင်းမှာတုံးသွားတာစိုက်တဲ့သူတွေအတွက်ဆိုရင်ဒါတော့တော်တော်လေးအဆင်ပြေတယ်အဲဒီ Note 14 4G ကတော့သူလည်းကောင်းပါတယ်ဒါပေမဲ့သူကကျတော့ Redmi ရဲ့ no fourteen ပုံမှာသူကအငယ်ဆုံးလေးဖြစ်နေတဲ့အခါကျတော့နည်းနည်းလေးအချို့နေရာလေးအားနေရမှုလေးရှိတာပေါ့အဲဘာကြောင့်နေဟတ်စီရမယ်ဒါပေမဲ့ color ဘိုင်းတွေဘာတွေကတော့ note thirteen pro 5G ကိုအဲ့လောက်တော့မှီမနေဘူးပြီးတော့ဒီကောင်းရဲ့ဘောင်လေးတွေကနည်းနည်းလေးတော့ထူတယ်နောက်တစ်ခုကတော့ performance ဘိုင်း performance မှာတော့ Redmi ရဲ့ note thirteen pro 5G က Snapdragon 7S Gen 2ကိုတုံးမိထားတာဒီကောင်က Snapdragon 7S Gen 2ဆိုရင်မဲ့သူ့ရဲ့အနေထားရဲ့သူ့ရဲ့ဈေးသူ့ရဲ့ performance ကအကုန်အဆင်ပြေတယ်တခုရှိရင် gain တွေပါဆော့မယ်ဆိုရင်တော့နှုတ်သက်တင် Pro 5G လည်းမကန်နိုင်ဘူးပူတာပဲအဲဒီလိုအပြင်မာရသေးဘူးအရန်ပူတဲ့အချိန်မျိုးဆိုရင်ပိုတိတာလိမ့်မယ်ဒီနှစ်ကောင်လုံးကတော့ပြောမယ်ဆိုရင် gain ဆော့လို့ကောင်းတဲ့ကောင်တွေတော့မဟုတ်ဘူးအဓိကက all rounder ကောင်းတဲ့ကောင်တွေ social media တုံးတာရုပ်ရှင်ကြည့်တာဒါမျိုးတွေကိုဦးစားပေးတဲ့ကောင်တွေ Facebook တုံးတာကျွန်တော်တခြား social media ဘိုင်းကိုတုံးတာအနာထိမ့်မဲ့ဘိုင်းကိုတုံးတာ ဘယ်ပိုင်းသုံးသုံးဒီကောင်ကတော်တော်လေးကိုမှအဆင်ပြေတယ်ပြီးတော့ကောင်းကောင်းလဲ handle လုပ်နိုင်တယ်အဲ game sort မှာဒါ overheat တွေပါနည်းနည်းလေးဖြစ်သွားမျိုးရှိတယ်တစ်ဖက်က Redmi ရဲ့ Note 14 4G မှာကြာတော့ MediaTek ရဲ့ Helio G99 Ultra ကိုသုံးမိထားတယ်သူရဲ့ performance ကလည်းအရင်ရောကောင်းမနေဘူးဆိုပေမဲ့ social media ကောင်းကောင်းသုံးဖို့ကတော့လုံလောက်တဲ့ performance လို့ပြောလို့ရတယ် အဲနှစ်ခုလုံးကိုရှင်လိုက်မယ်ဆိုရင်တော့ 7S Gen 2နဲ့ Redmi ရဲ့ Note 13 Pro 5G ကတော့တော်တော်လေးပိုပြီးတော့ကောင်းမယ်။အဲဒါပေမဲ့ဒီဘက်က Note 14 4G လေးရလဲသူ့နဲ့သူ social media ဘိုင်းကို AAC Pop ပါတုံးချင်တယ်ဆိုတော့သူတို့ကတော့ဒါရွေးလို့ရသေးရဲ့လို့ပြောလို့ရနေတာမှရှိ။ဆိုတော့ display နဲ့ performance နဲ့ PUI ဆိုတော့ camera ပေါ့ရင်းနဲ့ဆက်သွားကြပါဘော။ camera မှာဆိုရင်ဒီ Redmi ရဲ့ Note 13 Pro 5G ကသူက 200MP ဆိုတဲ့ main camera တစ်လုံးပါမယ်။ 8MP ဆိုတဲ့ ultra wide ပါမယ်။ပြီးရင် 2 megabits မက်ခရိုတလုံးပါမယ်။သုံးခုလုံးကသူ့နဲ့သူတော်တော်လေးကိုမှရိုက်ရတာအဆင်ပြေတဲ့အနေအထားမှာရှိနေသလိုမျိုးဒီဘက်က Note 14 4G ကတော့နည်းနည်းလေးသူကစားတယ်။သူက1 megabits main camera တလုံးရဲ့2 megabits မက်ခရိုတလုံးရဲ့2 megabits depth sensor တလုံးရဲ့ပါတယ်။ကင်မရာက triple camera စတဲ့နေမှာလာတယ်နှစ်ကောင်လုံးကဒါပေမဲ့ပိုပြီးအသုံးဝင်တဲ့ ultra wide တို့ဘာလို့ကကြတော့ Note 13 Pro 5G မှာလည်းရတယ်။ဒီမော်ဒါကလည်း pro line ဆိုတော့လေ pro line ပြပြတာလေးရောဖြစ်နေမှာပေါ့ဒါကတော့ base line ဆိုတော့လေ base line အတိုင်းပဲလာမှာပဲပြီးတော့ဒီကောင်နေရဲ့ကင်မရာပုံရိပ်တွေကလည်းတော်တော်လေးပုံမှာကွာတယ်ပြီးတော့ low light တို့ဘာလို့မှာဆိုရင်လည်း note 13 pro 5g ရောတော်တော်လေးကောင်းတယ်အဲတခုရှိကြပါတော့ note 14 4g ကကြာတော့သူက global version ဖြစ်တဲ့အတွက်ရိုက်တဲ့အခါမှာပုံရိပ်တွေကတော့အဲနည်းနည်းလေးတရုတ်တော်တော်ရောက်မနေဘူး ်တက်နေသူတော့ကြည့်လို့တော့ကောင်းသေးတယ်ပြီးတော့ selfie မှာဆိုလို့ရှိရင်တော့ note 14 4G လေးရောနည်းနည်းလေးပို့ပြီးတော့ကောင်းတယ်ကောင်းတယ်ဆိုတာထက်သူက20 megapixel selfie camera ကိုထည့်ပေးထားတယ်အဓိကကသူက global version ဖြစ်တဲ့အတွက် China လွတ်တော့ရမှာမနေဘူးတစ်ဖက်က note 13 pro 5G လေးရကြတော့နည်းနည်းလေးတိကျစံတယ်လို့ခံစားရတယ် selfie ကတော့အရင် note 13 pro ကိုတော့ကြိုက်မနေဘူးအဲကင်မရာတစ်ခုကိုပေါင်းပြောမယ်ဆိုရင် note 13 pro ရဲ့ အနောက်ကဘက်ကင်မရာကိုကြိုက်တယ်ဆယ်ဖီရောတိတ်မကြိုက်ဘူးဒါပေမဲ့ Note 14 4G မှာတော့ဘက်ကင်မရာမကြိုက်ဘူးဆယ်ဖီရောနည်းနည်းလေးသဘောကျမြင်နေတာမှရှိပြီးတော့ဘက်ထရီပိုင်းဘက်ထရီမှာဆိုရင် Redmi ရဲ့ Note 13 Pro 5G က9100 mAh ဘက်ထရီကိုပါပြီးတော့သူက67 watt fast charging စပို့လုပ်ထားပြီးရယ်ဒီဘက်က global version လေးကတော့9500ကိုမှသူက33 watt fast charging ဆိုတော့ဒါနည်းနည်းတော့နည်းနည်းမဟုတ်တော်တော်လေးကိုကြွားတယ်အားသွင်းပို့သူတာလိမ့်မယ်67 watt fast charger ကဘယ်လောက်ထိအားဝင်မြန်လဲဆိုတာဒါ နိုင်ငံတော် brand fan တွေဆိုရင်တော်တော်လေးဒါတည်ပြီးသားဖြစ်မယ်လို့ထင်တခြား channel နဲ့ speaker တို့ဘာလို့မှလဲ dual stereo speaker တွေပဲဆိုရင်ပဲနောက်တတင် pro 5g ကတော့ဒါ pro line ဖြစ်တဲ့အတွက် speaker တွေပါရပိုကောင်းနေတော့ဒါတိတ်တော့စမ်းမနေဘူးပြီးတော့နောက်ခု fingerprint တွေပါရမှာလေထင်ုံဒီတကောင်းမယ်နောက်တတင် pro 5g ကတော့ဒါသူ့ရဲ့တခြားသောဘက်ဘက်ကထောက်ပံ့မှုလေးတွေအကြောင်းပို့ပြီးတော့မြန်လာမျိုးလေးလည်းရှိတယ်အဲဆိုတော့ကျွန်တော်ဒီနှစ်ကောင်မှာကျွန်တော်ဘာဝင်ရင်ကောင်းမလဲကိုက China version ကိုလက်ခံနိုင်လားတရုတ်စာပါရတွေကိုအဆင်ပြေလားအဲတခုခုဖြစ်လို့ရှင်ကိုကိုတိုင်းကဖြည့်ရှင်းနိုင်ပြီလားဒါမှမဟုတ်ကိုကိုတိုင်းကလူငယ်တယောက်လားဒါမျိုးဆိုရင်တော့လောက်တက်တင် profile ကြီးကိုတော့ဒါအရင် recommend ပေးခြင်းနဲ့ဖုန်းနံပါတ်ပါတယ်တန်းဝယ်ဆိုတာမျိုးပေါ့အာမမီနဲ့ဒါပဲဝယ်ဆိုတာမျိုးအကြံတန်းပေးလိုက်ခြင်းအဲအဲ့လောက်ထိဒီကောင်းအောင်ကောင်းတယ်အဲတစ်ဖက်က Note 14 4G ကဘယ်လိုလိုအတွက်ဖြစ်မလဲဆိုရင်ဒါရှင်းပါတယ်ဇိုဘယ်ဘာရှင်းကိုကြိုက်တယ် official global ကိုမှ2 year run ပြီးပါရမျိုးတွေသဘောကျတယ်။အဲ global ဖုန်းဖြစ်နေရပြီပြီးတော့ Redmi ရဲ့ Note series ကိုမှနောက်ဆုံး series ဖြစ်တဲ့ Note 14 line ထဲကလည်းကင်ကျင်နေဆိုတဲ့သူတွေအတွက်အပြုံစာတွေပိုင်းတိတ်ကြိုက်မနေဘူး။ A series တုံးကျင်နေဆိုတာမျိုးဒီလိုလိုမျိုးတွေကတော့ Note 14 4G ကိုရွေးတယ်။ဆိုတော့ Note 13 Pro 5G ကိုရွေးမယ်ဆိုရင်အကုန်လုံးကောင်းတာဆိုရင်မှလည်းတစ်ဖက်ကနေပြန်ပြီးတော့ဒါ compromise လောက်ခံရလေးလည်းနည်းနည်းပါတော့ရှိတယ်။အဲ့ဒါဘာကြီးလဲဆိုရင်ဒီကောင်က China version ဖြစ်တဲ့အတွက် notification ရောနည်းနည်းလေးရော delay ဖြစ်နေမယ်။ကိုကဘလောက်ပဲ notification နောက်မကြအောင်တည်တည်ရှာသွားပြီးလှုပ်ထားလေ။အဲအဲ့လောက်ထိတော့အဆင်ပြေမှာတော့မဟုတ်ဘူး။အဲကိုကအလုပ်အတွက်တေချာသုံးချင်နေဆိုရင်တော့တိတ်ပြီးတော့ recommend ပေးကြတယ်။အဓိက notification နည်းနည်းနောက်ကြရတယ်ကနည်းနည်း short ရှိတယ်။အဲပြန်လို့ရှာနေတယ်ဆိုလို့ရှိရင် Note 13 profile ကြီးက China version ဖြစ်တဲ့အတွက် Google service တွေပါရတဲ့အထက်မှာတစ်ခါလည်းပါမလာဘူး။အဲဒါပေမဲ့ basic Google service ပါတဲ့အတွက် သွင်းလို့ရတယ်မလုတ်တဲ့အောင်နည်းနည်းခတ်တယ်ဆိုရင်မဲဒါမှပြဿနာမရှိဘူးဆိုင်ဘက်ကနေအကုန်လုတ်ပေးမှာအဲတခုရှိတာကိုကမှားယွင်းပြီးဖြစ်လိုက်နေရဆိုရင်တော့မလုတ်တဲ့ဘူးဆိုရင်တော့နည်းနည်းတိုင်ပတ်လိုက်မယ်အဲ့လိုအနာဂတ်မျိုးလေးကိုလက်ခံနိုင်ရဆိုရင်တော့ပြဿနာသိမ်းမရှိဆိုတော့ Note 14 4G ကကြာတော့သူ့ရဲ့အားသာချက်ကတော့ရှင်းပါတယ် Global version ဖြစ်နေရတဲ့သူကကောင်းကောင်းဝယ်လို့ရတဲ့ထင်မှာတော့ပါနေပြီအနာဂတ်ကတော့အရှိရပြောခဲ့သူ Note 13 Pro 5G နဲ့သွားရှင်မယ်ဆိုရင်တော့ဒီကောင်ကဘာမှထွေထူးအရင်ဟိုက်ပြီးတော့ကောင်းနေရမှာမရှိဘူး သို့တော့ကိုကဒီဖုန်းကို Note 14 4G ကိုရွေးမယ်ဆိုရင်ကိုကမင်းကလေးလည်းဖြစ်တယ်ဒါမှမဟုတ်အဲ့လိုဖုန်းကိုအရင်လည်းမကလစ်တတ်ဘူးအတေးဥဆိုင်ပဲပိုင်မကြိုက်ဘူးအဲ့လိုမျိုး official global ထဲကမှလိုချင်နေဆိုရဲသူတွေအတွက်ကတော့ Note 14 4G ကတော့အများကြီးပို့ပြီးတော့တင့်တော်တယ်အဲကျွန်တော် spec တွေပိုင်သိမကြည့်နိုင်ဘူး all round လာကောင်းကောင်းလေးတုံးလို့ရမယ်ပို့ပေါ်ပါ social media တုံးလို့ရမယ်ကင်မရာကလည်းသူ့နေထိုင်သူအတော်အသင့်လေးရှိတယ်ပြီးတော့ official global လည်းဖြစ်အောင်မယ်ဆိုတော့ဘာမှသိပြီးတော့ထွေထူး complaint တနေတာမရှိဘူးသူသူတန်းသူ့ဟာနဲ့သူ ော်တော်လေးအဆင်ပြေပြေရွေးလို့ရတဲ့ကောင်မျိုးတွေပြီးတော့ budget ကလည်း note 13 pro 5g နဲ့ဆိုင်ရင်နည်းနည်းလေးပုံပြီးတော့သက်သာရမှာပါတယ်ဆိုတော့ခုလူတော့ဒီဇေဒန်ဝင်းကျင်ကဖုန်းတွေထဲမှာ note 13 pro 5g ကိုဝယ်မလားဒါမှမဟုတ် note 14 4g လိုပဲပါရှင်ကိုရွှေးမလားဘာရွေးချင်လဲအောက်ကကွန်မန့်မှာဆွေးနွေးခဲ့ပါအောင်ဒါမှမဟုတ်ဒါတွေမရွေးဘဲနဲ့ရောတခြားတဲ့ကဘာရွေးချင်တာရှိပြီလဲအောက်ကကွန်မန့်မှာပြောခဲ့ပါအောင် ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါဘော။အားလုံးကျေးဇူးများတင်ပါကျွန်တော်အမေကြော်ယူပါ Yangon Mobile Store